မစ္စမြာအလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါရရှင်အလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရခြင်းတွေကိုပိုင်ဆိုင်နေကြပြီးဖီဖီယာများဝေးကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရရှင်အခု reading ကကိုယ်စိတ်ထဲမှာ ရှိနေတဲ့တဖတ်သူပေါ့နော်ဒီသူကကိုယ်နဲ့ပတ်သက်ပြီးတော့အခုချိန်မှာဘယ်လိုခံစားနေရလဲနှစ်ယောက်ကြားကအခြေအနေတွေကရောပြောင်းလဲလာဖို့ရှိလားအာဒါလေးတွေကို collateral reading လေးဖတ်ပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကိုယ်စိတ်ထဲမှာ share တစ်ဖက်သူဆိုတော့ဘာလို့မဆိုးဖြစ်နိုင်နေပေါ့နော် double energy ကိုတော့อืมစပီးတဲ့ခါကျတော့ရှင်တော့ဘယ်သူဘယ်ဝါမှန်းပို့ပြီးတော့တည်သွားလောက်မယ်လို့ထင်နေပေါ့နော်ပြောစရာကကိုယ်နဲ့အချိန်တော်ကြာပတ်သက်ခဲ့ဘူးတဲ့သူဒါမှမဟုတ်လည်းကိုယ်နဲ့ခဏကြာလေးတွေ့ခဲ့ပြီးတော့ခုချိန်ထိစိတ်ထဲကထုံမရတဲ့သူလည်းဖြစ်နိုင်နေပေါ့နော်ဒါကတော့ကိုယ်နဲ့အဆင်ပြေသလိုမျိုးပဲ ကြည့်ပေးပါတော့။နောက်ရုံဆုံး reading ကိုကြည့်တဲ့ collective တရဲ့ energy ကိုစစ်ပေးပါမယ်။အဲ့ကိုတယောက်တည်း energy လည်းဖြစ်ဖြစ်နိုင်တယ်တပတ်သူနဲ့ပတ်သက်တဲ့ energy လည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတစ်ခါတည်းကြာလို့ရှိရင်တော့ဒီ energy ကတပတ်သူရဲ့ energy လည်းဖြစ်သွားတယ်ပေါ့နော်ကိုယ်နဲ့အဆင်ပြေတယ်လို့မျိုးပဲကြည်ပေးပါနောက်တစ်ခုကဒါက January တင်ပါအာ collective reading January တင်လူများကြီးရဲ့ energy ကိုယူပြီးတော့ဖတ်ပေးထားတာဖြစ်ပါတယ်

ဝေးကွာနေရတယ်ဆိုတဲ့အနေထားတစ်ခုမှာရှိရလို့မြင်တယ်။ဒါကလူချင်းဝေးတာမဟုတ်ရင်လည်းစိတ်ချင်းဝေးနေရဆိုတဲ့ပုံစံမျိုးပေါ့နော်။နောက်ထပ်မှာအကွာဝေးတစ်ခုခြားထားနေရဆိုတာမျိုးလို့မြင်တယ်ပေါ့နော်။အဲ့တော့တချို့ကြတော့နေရာဒေသလုံးဝကွာခြားနေတာမျိုးတချို့ကြတော့လည်းအနီးနီးနီးလေးမှာရှိနေရတဲ့ဟိုကွာခြားမှုတွေအကွာဝေးတစ်ခုပေါ့နော်ခြားနာထားရဆိုတာမျိုးလို့ခံစားမိတယ်။ La blonde တော့ကိုကလေသူနဲ့မှပေါ့နော်ပြောရရင်ကိုကိုခံစားချက်တွေကိုပို့ပြီးတော့ទីလာတာမျိုးကိုကိုပို့ទីလာတာမျိုးနောက်သူနဲ့ကြောင့်မှကိုတခြားသူတွေနဲ့ဟို မရှိခဲ့ဘူးတဲ့ခစားချက်မျိုးတွေဖြစ်လာပြီးတခြားသူတွေကိုပြောမပြဘူးတဲ့အရာတွေတခြားသူတွေကိုမပြုတ်မှုဘူးတဲ့အရာတွေပေါ့နော်ဒါမျိုးတွေပါပြုတ်မှုတက်ခဲဆိုတာမျိုးရေသူတစ်ဖက်ကတော့ခံစားချက်ပေါ့နော်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလူနဲ့တွေ့တော့မှကိုခံစားချက်တွေကကိုအတွေးတွေကအာကိုရဲ့ energy ကပုံစံတစ်မျိုးပြောင်းသွားတယ်ဆိုတဲ့ခံစားချက်မျိုးပေါ့နော်ပြောရရင်တော့ကိုပျော်ရွှင်ရတယ်လို့ခံစားရတာမျိုးအာဘာမှဟို လျှို့ဝှက်ထားတာဖုံးကွယ်ထားအားစရာမလိုပဲနဲ့ဘူးဒီနှစ်ယောက်ကအဲ့လိုပြောဆိုနေလို့ရတယ်ဆိုတော့ပုံစံမျိုးပေါ့เนาะအဲ့လိုမျိုးခံစားရတယ်ပေါ့เนาะပြောရင်တော့ဒီလူကကိုယ့်အတွက်ကိုအထူးခြားတဲ့သူတယောက်နေနဲ့ကိုယ်စိတ်ထဲမှာသတ်မှတ်ထားတယ်ဆိုတာမျိုးဒီလူနဲ့ကိုယ်နဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းအနာဂတ်မှာပြောရင် ဖြစ်နိုင်ကြည်လေအများကြီးရှိတယ်ပေါ့နော်ဒါကအတူတူနဲ့ကိုယ်နဲ့အတူရှိခဲ့စဉ်တော့လည်းဖြစ်နိုင်တယ်လို့လက်ရှိအနေထားလည်းဖြစ်နိုင်တယ်ပေါ့နော်နှစ်ယောက်ကြားမှာဖြစ်နိုင်ကြည်လေအများကြီးရှိပြီးတော့ပြန်ဆုံနိုင်ကြည်နှစ်ယောက်အတူတူရှေ့ဆက်နိုင်ကြည်အလိုမျိုးပေါ့နော်ဟိုကောင်းတဲ့ဘက်ကပြောင်းလဲလာနိုင်ကြည်ဒီအများကြီးရှိရလို့လဲခံစားနေရတယ်ဆိုတာမျိုးလို့မြင်မိတယ်ပေါ့နော် time heals အဲ့တော့အချိန်ကကုစားသွားလိမ့်မယ်လို့လဲတွေးနေတယ် 음มาဆိုရင် honest reliable mature အဲ့တော့ဒီတစ်ဖက်သူနဲ့နှစ်ယောက်ကြားမှာအခုလိုမျိုးအခြေအနေတွေဝေကွာခွဲခွာအဆက်အသွယ်မလုပ်တာဖြစ်ဖြစ်ပေါ့เนาะဒီလိုမျိုးတွေရှိနေတာကလည်းပဲအချိန်မှန်မဟုတ်လို့လို့ခံစားနေတယ်ဒါမှမဟုတ်အလိုမျိုးလက်ခံထားရဲဆိုတာမျိုးလို့တွေ့ရတယ်အဲ့တော့အချိန်တခုရောက်တဲ့အခါကျလို့ရှိရင်တော့အချိန်ကကိုစားတော့လိမ့်မယ်ဒါကကိုတယောက်တည်းဆိုလို့ရှိရင်လည်းပဲကိုကဒီလူနဲ့ဖြစ်ဒီလူနဲ့ပတ်သက်ပြီးတော့ဖြစ်လာတယ်ပေါ့နော် ခံစားရတဲ့ဒီနာကျင်ရတာတွေလည်းဖြစ်နိုင်တယ်မကျင်တဲ့တာတွေလည်းဖြစ်နိုင်တယ်ဒေါသတွေပေါ့နော်ဒီဒီအရာတွေခံပြင်းတဲ့စိတ်တွေဒီဒီစိတ်တွေအကုန်လုံးဒီထိုင်ရတွေအကုန်လုံးကအချိန်တကိုရောက်တဲ့အခါမှာအချိန်ယူလိုက်လို့ရှိရင်တော့ဒါတွေအကုန်လုံးကမေ့ပျောက်သွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးယုံကြည်ထားတာမျိုးလည်းတွေ့တယ်လို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအချိန်တကိုရောက်တဲ့အခါကျတော့ရှိရင်တော့အဆင်ပြေပြေနဲ့ပေါ့နော် အကောင်အတိုင်းပြန်ဖြစ်လာမယ်နှစ်ယောက်ကြားကအခြေအနေတွေကတိုးတက်ကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးလည်းရှိနေရဆိုတာမျိုးလို့မြင်နေတော့အချိန်တခုရလို့ရှင်တော့ဒီဝေးကွာနေတဲ့အရာကလည်းနှီးဆက်သွားလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးနှစ်ယောက်ကြားမှာထူးခြားတဲ့ခံစားချက်တွေရှိတယ် connection တခုရှိရလို့မြင်ရတယ်ပေါ့နော်ကိုကိုတိုင်းလည်းအဲ့လိုမျိုးရှိရဆိုတာယုံကြည်နေတယ်ပြီးတော့တခုကကြတော့တစ်ဖက်သူနဲ့ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကလည်းကိုတော့မဟုတ်တစ်ဖက်သူကရင်ကျက်ဖို့လိုအပ်နေသေးတယ်ဆိုတာကိုလည်းသိတယ်ဆိုတာမျိုးလို့ ရတယ်ပေါ့နော်အဲ့တော့အချိန်တခုရောက်တဲ့အခါဒါမှမဟုတ်လဲရင်းကျက်နိုင်လာတဲ့အခါကျလို့ရှင်တော့နှစ်ယောက်ရဲ့အချိန်တွေကကိုထင်ထားသလိုပုံစံမျိုးဖြစ်လာနိုင်မယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းနောက်တစ်ခုကကျတော့မခံစားမိလည်းရဆိုရှင်တစ်ဖက်သူကသူ့အနေနဲ့ကိုယ့်ပေါ်မှာဘယ်လိုမျိုးပေါ့နော်မပွင့်မလင်းတာတွေဖုံးကွယ်ထားတာတွေရှိခဲ့တယ်ဆိုလို့ရှင်ရင်တောင်မှတမမခံစားချက်တွေကိုအကုန်လုံးဖွင့်မပြအောင်ဆိုလို့ရှင်တောင်မှအချိန်တခုရောက်တဲ့အခါကျလို့ရှင်တော့လုံးဝ ပွင့်လင်းလင်းနဲ့ပေါ့နော်ပြပြလာလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးပေါ့နော်အဲ့ဒီခါကျလို့ရှိရင်နှစ်ယောက်ရဲ့ဒီအဲအနာဂတ်ကတော်တော်လေးကိုလှပပြီးဒီနုစရာကောင်းလိုက်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးအတွေးမျိုးတွေနဲ့အဲ့လိုမျှော်လင့်ချက်မျိုးတွေရှိနေရဆိုတာမျိုးလို့ခံစားမိတယ်ပေါ့နော် overall energy ကကြတော့ ephemeral နဲ့ short term habit fun အဲ့တော့ နှစ်ယောက်ရဲ့တွေ့ဆုံမှုကဒီမှာတွေ့ရတဲ့အရာဆိုတော့ကျွန်တော်ခဏလေးလို့မြင်မိတယ်။ဒါကနှစ်ယောက်အတူတူရှိခဲ့တဲ့အချိန်အတူတူလို့ပေါ့နော်။ဟိုနီးစပ်ခွင့်ရခဲ့တဲ့အချိန်ကခဏလေးဖြစ်ခဲ့ပြီးတော့အဲ့ဒီခဏလေးဆိုတဲ့အတွင်းမှာလည်းပဲမသေးချာမရေရာမှုတွေအများကြီးနဲ့ဆေးဆက်တိုးလို့ဖြစ်ပါမလားတိုးလို့ရရဲ့လားဆိုတဲ့အလိုတွန်းဆုံတွန်းဆုံပုံစံမျိုးတွေနဲ့ရှိနေခဲ့ဆိုတာမျိုးလို့မြင်နေပေါ့နော်။နှစ်ယောက်ရဲ့အနေအထားက အတူတူနှိစက်ခဲ့တဲ့အချိန်ထက်ဝေးကွာခွဲခွာရတဲ့အချိန်ကပို့ပြီးတော့မြားလိုက်မယ်ဆိုတာမျိုးလို့အမြင်နဲ့နောက်တစ်ခုကဒီမှာမြင်ရတဲ့အရာဆိုလို့ရှိရင်တော့ဒီဒီပုံစံကြီးကတခါတည်းလည်းမဟုတ်ဘဲနဲ့တခါတခါနဲ့ဒီလိုပုံစံမျိုးတွေဖြစ်ခဲ့ရဲဆိုတဲ့ခံစားချက်မျိုးလည်းမြင်မိတယ်ပေါ့နော်အဲ့တော့ပြောရရင်တော့ဒီဒီလိုမျိုးကြီးတခါတခါနဲ့လည်းပြန်မစုံတွေ့ကြတော့မကြုံကြတော့ဘူးဒီကနေပြီးတော့ပြောရရင် လောကလွတ်မြောက်ချင်ပြီဆိုတာမျိုးပေါ့နော်ဒီလိုအခြေအနေရတယ်လွတ်မြောက်ချင်နေပြီဆိုတာမျိုးတကယ်လို့မြင်ရတဖက်သူနဲ့ပြန်ပြီးတော့နီးစပ်ခွင့်စုံစည်းခွင့်ရခဲ့မယ်ဆိုလို့ရှိရင်ဒါအချိန်တစ်ခုရောက်တဲ့အခါဖြစ်ဖြစ်တဖက်သူကရင်ကျက်သွားလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲလိုမျိုးအချိန်ရောက်တဲ့အချိန်ရောက်တော့သူနဲ့ပြန်စုံစည်းရမယ်ဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုးတွေနဲ့မစုံစည်းချင်တော့ဘူးအရင်ကဖြစ်ခဲ့တဲ့ပုံစံမျိုးတွေနဲ့မစုံစည်းချင်တော့ဘူးတကယ်ကိုတဖက်သူကလည်းရင်ကျက်ပြီးတော့ကိုယ့်ဘောမှာပွင့်ပွင့်လင်းတဲ့သူမျိုးအနေနဲ့သွားခြင်းနဲ့ ကိုကိုရန်လည်းဒီလိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးနေပဲသွားကြတယ်ဆိုတာမျိုးအတိတ်ကအရာတွေကိုပြောရရင်အဲကောင်းရှုပ်စရာအနေနဲ့မတွေးတော့ဘဲနဲ့အကုန်လုံးလွှတ်ချပြီးတော့ရှစ်ဆက်သွားကြတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမြင်တယ်အဲ့ဒီ energy နဲ့ကညီရင်ဒီ reading ကိုဆက်ကြည့်လို့ရပါပြီဒါဆိုရင်တစ်ဖက်သူရဲ့လက်ရှိ energy ပေါ့နော် ုန်းနဲ့ပတ်သက်တဲ့သူ့ရဲ့ lash energy လို့ကြည့်လိုက်မယ်ပေါ့နော်အဲ region ကြီးရဲ့ collected တဲ့ပတ်သက်တဲ့တစ်ဖက်သူ့ရဲ့ lash energy ကိုဒီစမှာရအန်လတ်လာဖ်တဲ့ This could be the one you waited for to love forever. Engage wedding commit. Hmm. Timeless elegance. Being touchy, man. Hidden desires. လူတပတ်သူမာလီလက်ရှိနေထားရဆိုရှင်တော့ကမမတ်ပေးရမယ့်သူတယောက်ဒါမှမဟုတ်သူဆိုလို့ရှင်စစ်စစ်ထားတာမိဘချင်းသဘောတူလို့ပဲဖြစ်ဖြစ်ဒီပေါ်တော့လူပြောပေါ်တော့အလိုလုံးဝကိုရည်ရသေးကြရဲဆိုတော့ပတ်သက်မှုမျိုးတစ်ခုရှိနေရဆိုတာမျိုးလို့မြင်တယ်အဲဆိုဆိုလို့ရှင်လည်း တတ်ထပ်ပြီးပြီဆိုတာမျိုးတော့မြင်နေပေါ့နော်ဒီလို energy ကြီးရတော့တို့ strong ဖြစ်နေပေါ့နော်အဲ့တော့ဒါပေမဲ့လည်းကိုယ့်ပုံမှာရှိနေတဲ့တိုင်ဝန်စဉ်ဒီမြစ်တာနေရတော့ဆက်ရှိနေတော့မယ်ဆိုတာမျိုးကိုယ်နဲ့ပတ်သက်ပြီးတော့ခံစားချက်တွေအဲအတွေ့အကြုံရှိနေသေးတယ်ဆိုတာမျိုးလို့မြင်နေဒါမဲ့ဒါလေးကိုသူဖုံးကွယ်ထားတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်ဖုံးကွယ်ထားပြီးတော့ သူကိုယ်တိုင်လည်းဒီလိုမျိုးမခံစားမိအောင်မတွေးမိအောင်လို့တော့စူးစမ်းနေတယ်။ဒါပေမဲ့လည်းကိုကြောင်တွေးနေမိတာကိုနဲ့ပတ်သက်တဲ့မတရားတွေပြန်တွေးရဖြစ်ပေါ့နော်။အလိုကိုယ့်ရဲ့ energy ကို ရရှိခဲ့တဲ့အချိန်တွေကိုပြန်တွေးမိမိတာဖြစ်ဖြစ်ပေါ့နော်။ဒီအတိတ်ကအကြောင်းတွေဖြစ်ဖြစ်ပေါ့။ဒါတွေပြန်တွေးတာဖြစ်တာမို့ကိုနဲ့အလို ဘယ်လိုမျိုးအတူရှိနိုင်လဲဆိုတဲ့ပုံစံမျိုးနဲ့စိတ်ကိုရင်နာပဲဖြစ်ဖြစ်ပေါ့နော်အဓိကပြောချင်တာကတော့ကိုယ်ကြောင်းတွေးနေခြင်းကပဲသူ့အတွက်ကိုတကယ်ကိုစိတ်ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့နော် ချုံမြင်းနဲ့အခိုက်တန့်လေးလို့ပြောရမလားအဲ့လိုပုံစံမျိုးတွေဖြစ်နေတော့စိတ်စိတ်ထွက်ပေါက်ဖြစ်ပြီးတော့စိတ်သက်သာရရတယ်ပေါ့နော် heal ဆိုတဲ့ energy ရတယ်ပေါ့တကယ်ကိုကိုးစားပေးရဆိုတဲ့ energy မျိုးစိတ်သက်သာရစေဆိုတဲ့ energy မျိုး ပြောရရင်မွန်းကျက်မှုတွေတဲ့ရနေပြီးတော့ခဏတောင်ဖြစ်ဖြစ်ယုံထွက်လာစေနိုင်တဲ့ energy မျိုးပေးတဲ့အတွက်ကြောင့်မလို့မတွေးရရင်လည်းမနေနိုင်တဲ့ပုံစံမျိုးမတွေးဘဲနဲ့မနေနိုင်တဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီလိုမျိုးတွေးနေရတာကိုပဲသူ့အနေနဲ့ကဆွေးလာမှုတစ်ခုလိုမျိုးဖြစ်နေရမျိုးတော့မြင်နေပေါ့နော်အဲ့တော့ပြောရရင်တော့ဒီလိုမျိုးတွေးနေတာဒီကိုသဘောမကျဘူးဒါယူကိုလုံးဝဒီလိုအကျင့်မျိုးကိုကို ဖြောက်ဖြောက်ပြစ်ချင်နေပြီမပြစ်ချင်နေပြီဆိုတာမျိုးကိုယ်နဲ့ပတ်သက်တဲ့အခုလိုမျိုးခံစားချက်တွေဖြစ်နေတာကိုလည်းဟောသူသူကိုယ်တိုင်လည်းအဆင်မပြေလို့ဒါမဖြစ်တင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါတွေအကုန်လုံးကိုဖုံးကွယ်ထားဖို့ဖုံးပြီးထားဖို့ပြောရရင်နောက်ဆုံးဖြောက်ပလိုက်ဖို့ပေါ့နော်စူးစမ်းပေးမယ်လည်းပဲမအောင်မြင်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်ရတယ်နောက်တစ်ခုကကြတော့သူ့ရဲ့မတိစိတ်သေးမှလည်းပဲဒီ ထူးကြတယ်ပေါ့နော်ထူးကြတဲ့ယုံကြည်မှုတစ်ခုရှိနေရဆိုတာမျိုးလည်းတွေ့တယ်ပေါ့နော်ကိုယ်နဲ့သူနဲ့ကအချိန်တစ်ခုရလို့ရှိရင်ပြန်ဆုံစည်းဖြစ်မယ်နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေရှိလာပြီးတော့အော်ဒါပါဆိုလို့ရှိရင်เนี่ยอดุดุปอเนาะชิ ခွင့်ရလိုက်မယ်ဆိုတာမျိုးလက်တွဲခွင့်ရလိုက်မယ်ဆိုတာမျိုးအဲ့လိုမျိုးလဲယုံကြည်စိတ်လေးလည်းရှိနေသေးတယ်ဆိုတာမျိုးအရင်ကြီးရော strong ဖြစ်နေတာမျိုးမဟုတ်ပါဘူးပဲသူကိုယ်တိုင်လည်းပဲဒါကြီးကိုလက်တွဲကြကြနဲ့စဉ်းစားရမယ်ဆိုလို့ရှင်မဖြစ်နိုင်ဘူးဆိုတာမျိုးသိနေပြီပဲလေသူရမသိစိတ်ထဲမှာကြင်အောင်နေဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကိုမြင်နေနောက်တစ်ခုကကြတော့ဒီလူကလေကိုယ့်အပေါ်မှာထားတဲ့ကိုယ့်အပေါ်မှာမြင်တဲ့အမြင်ကကျွန်တော်သူ့အတွက်ဆိုရှင်လုံးဝ ပြစ်ပြောစရာမရှိတဲ့ပုံလူမျိုးပေါ့နော်ဒါ energy ဘိုင်းရာရောဒီ physical ဘိုင်းရာရော mental mental ဘိုင်းရောပေါ့နော်စိတ်ပိုင်းဆိုင်ရာရောအာရုပ်ပိုင်းဆိုင်ရာရောအဆအဆအရာရာပေါ့နော်ပြည့်ပြည့်စုံနေဆိုတော့သူတယောက်အနေနဲ့သူခံစားရတယ်ဆိုတာမျိုးမြင်တယ်အဲဒါကြောင့်မို့သူကကိုယ့်ကိုမြင်တဲ့အမြင်ကပြောရရင်အပြစ်မမြင်တာမျိုး နောက်ကိုယ့်ရဲ့ချွင်းရင်းချက်တွေရှိခဲ့မယ်ကိုယ့်ရဲ့ဒီ အားနည်းချက်တွေပေါ့နော်အားနည်းချက်တွေချွင်းချက်တွေကိုယ့်ရဲ့ flaws တွေရှိခဲ့မယ်ဆိုလို့ရှင်ဒါတွေအကုန်လုံးကိုသူအဲအစမပြေတဲ့အရာတစ်ခုလို့မမြင်ဘူးပေါ့နော်အပြစ်နာစာတွေလုံးမမြင်ပဲနဲ့ဟိုဒါတွေအကုန်လုံးကိုပါသဘောကျပြီးတော့ချစ်ခင်ပေးနေရဆိုတော့လက်ခံပြီးတော့အကောင်းတဲ့ဘက်ကနေပြီးတော့လက်ခံပြီးတော့ပေါ့နော်ဒီလိုမျိုးချစ်ခင်ပေးနေရဆိုတဲ့စိတ်မျိုးသူ့အတွက်ဆိုလို့ရှင်တော့တကယ်ကိုပြီးပြည့်စုံနေဆိုတဲ့ပုံစံမျိုးလို့မြင်နေပေါ့နော် ။ဒါဆိုရင်နှစ်ယောက်ရဲ့ connection ကอืมပါလေးစပ်ဖြစ်လာဖို့ရှိနေပေါ့နော်။ two pants kiss တဲ့ဟိုးဟိုးအပြောင်းလဲတွေတော့ရှိလာနိုင်တယ်နော်ကိုဒီမှာဆိုရင်တော့ကောင်းတဲ့အပြောင်းလဲလို့မြင်တယ်ကိုဆူတောင်းထားတယ်လို့မျိုးကိုဆန္ဒရှိတယ်လို့မျိုးကိုပြစ်စေခြင်းတယ်လို့မျိုးသူလည်းပါတယ်ပေါ့နော်နှစ်ယောက်အတူတူဆန္ဒရှိတဲ့အခြေအနေတစ်ခုကိုပြောင်းလဲလာနိုင်မယ်ဆိုတာမျိုးလို့မြင်တယ်အဲ့လိုမျိုးဖြစ်ဖြစ်အောင်လို့လည်းတစ်ဖက်သူဘက်ကတစ်ဖက်တသားဆုံးမြတ်ချက်ချတာမျိုးတွေ ဆိုမျိုးချက်ချခွင့်ရတာမျိုးတွေရှိလာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်။ Oh the Empress Empress တင်နေပဲ။ A reading ကိုကြည့်ရတဲ့သူတွေက Taurus နဲ့ Libra energy များတဲ့သူတွေဖြစ်လိမ့်မယ်ပေါ့နော်ဒါမှမဟုတ်သူအာကိုမဟုတ်လဲတစ်ဖက်သူဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့အခုနဲ့အကန့်ညီတို့ယူပါ energy အကြောင်းကိုပြောတာမျိုးပေါ့နော်อืม ေးဖတ်သူကလေသူ့အနေနဲ့ကိုယ့်ပေါ်မှာအခုလိုမျိုးတွေဆက်ဆံခဲ့ရတာတွေ ိုမဟုတ်တဲ့တခြားသူကိုရွေးချယ်ခဲ့ရတာပဲဖြစ်ဖြစ်ပေါ့နော်။တောင်မှကိုမဟုတ်တဲ့တခြားအရာကိုဦးစားပေးခဲ့တာရွေးချယ်ခဲ့တာဒါမှမဟုတ်ကိုကိုလစ်လူရှုခဲ့တာမျိုးနှစ်ယောက်ဆက်ဆံရေးအခုလိုမျိုးအေးဆက်သွားအောင်အဆင်မပြေအောင်နောက်ကိုအနေနဲ့လည်းပဲဒီသူနဲ့ပတ်သက်လို့ဒီဆက်ဆံရေးနဲ့ပတ်သက်လို့စိတ်နှောက်ယှက်တွေဖြစ်ရတာခက်ခဲပင်ပန်းခဲ့တာတွေပေါ့နော်။ဒါမျိုးတွေဖြစ်စီခဲ့တာဖြစ်ခဲ့ရတာတွေအတွက်ကိုအင်းအနာနေတာမျိုးတောင်းပန်ခြင်းနေရဆိုတာမျိုး ဘယ်လိုမျိုးလို့မြင်နေပေါ့နော်သူကိုယ်တိုင်လည်းပဲပြောရရင်စင်ပြေမနေဘူးဆိုတာမျိုးလို့ပေါ့နော်စင်ပြေဘူးဆိုတာဒီလိုမျိုးဖြစ်ခဲ့တဲ့အတွက်ကိုသူစိတ်ထဲမှာဒါရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခဲ့တာမဟုတ်ဘူးလို့တော့မြင်တယ်ကိုယ့်ကိုယ်လည်းခုနပြောခဲ့တယ်လို့ပေါ့နော်တော်တော်လေးကိုအထင်ကြီးတဲ့လေးစားတယ်ဆိုတော့နောက်တကယ်ကိုနှစ်သက်စရာကောင်းတဲ့သူတယောက်တမိုးရှိတဲ့သူတယောက်ပြည့်စုံနေပေါ့နော်ပါဖက်ဆိုတဲ့လူမျိုးလို့သူ့လိုမျိုး မြင်တယ်သူနဲ့ရှင်လို့ရှင်ရင်ကိုကဟိုအမြင်မှာရှိရဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဝေးกว่าတယ်အလန်းกว่าတယ်ပြောရင်သူမမိနိုင်တဲ့နေရာမှာရှိရဲမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ကိုကိုငေးကြည့်နေတာမော့ကြည့်နေရတာမျိုးပေါ့နော်အဲ့လိုအနေထားမျိုးမှာရှိရဲဒါပေမဲ့အဲ့လိုအနေထားလေးကိုလည်းသဘောကျနေရဆိုတာမျိုးမြင်နေပေါ့နော်နောက်တစ်ခုကနှစ်ယောက်ရဲ့စဆိုင်ရင်အခုလိုဖြစ်သွားတဲ့အကြောင်းရင်းထဲမှာလည်းဒီရလည်းပါတယ်ဆိုတာမျိုးမြင်နေပေါ့နော်သူနဲ့ကိုနဲ့ကအရှိတ်ဆက်ဖို့အဆင်မပြေလာဘူး အပြောရင်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မိသားစုအတိုင်းဝိုင်းလက်ရှိအနေအထားဒါတွေကိုလုံးကအများကြီးကြွားချမှုရှိတယ်မအပ်ဆက်ဘူးပေါ့နော်ဒါကြောင့်မို့လို့အပြန်အလှန်တန်ရုံးစဉ်နေရှိနေပေမဲ့လည်းပဲရှေ့ဆက်ဖို့အတွက်ကတော့စမပြေဘူးဆိုတဲ့ပုံစံမျိုးတွေနေပေါ့နော်နောက်ဆုတ်ခေတာမျိုးလို့မြင်တယ်အဲ့တော့ဒီမှာမြင်ရတဲ့အရာဆိုလို့ရှိရင်တော့ဒီလူက ကိုစီကိုအဆက်အသွယ်လှုပ်လာလိုက်မယ်ဆိုတာမျိုးလိုမြင်တယ်။ဒါကလည်းပဲကိုမျောနေထားအထပ်ပို့ပြီးတော့မြန်မြန်ဆက်ဆန်နဲ့ကိုပဲအဆက်အသွယ်လှုပ်လာမယ်ဆိုတာမျိုးလိုပြတယ်ပေါ့နော်။အဲ့တော့ဆက်သွယ်လာလိုက်မယ်။အင်းနောက်ကို့အနေနဲ့ပေါ့เนาะဒီဒီဒီကြားကာလအတွင်းမှာအ ိတ်အဆင်မပြေဖြစ်ခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲလုံးဝကိုဟိုရှင်းလင်းတဲ့အနေအထားတစ်ခုနဲ့တီးခွင်ရလိုက်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်နှစ်ယောက်ကြားမှာကောင်းတဲ့အပြောင်းလဲတွေရှိလာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေဒီမှာလည်းပြောင်းလဲပဲဆိုတော့ဒီမှာလည်း8 of ones နဲ့ဆိုတော့လေอืมအဲ့တော့ သူကိုစီကိုဆက်သွေးလာတဲ့အခါကြွလာတဲ့အခါကြလို့ရှိရင်ကိုပုံမှန်ဖုံးကွဲထားတာလေရှိမရှိသူရဲ့စရင်မှန်ဟုတ်မဟုတ်သူမှတခြားပတ်သက်နေတာလွမလွမလက်တွေရှိတာမျိုးပေါ့နော်အရာတွေကရှိနေရလားပေါ့နော်ဒါမျိုးတွေရှိနေလားလားဆိုတာကိုတေချာအတိပြုပြီးတော့လက်ခံဖို့လိုအပ်တယ် လက်မခံခြင်းလည်းရရတယ်ပေါ့နော်ကိုအနေနဲ့အဓိကကိုယ့်ရဲ့အတွင်းစိတ်ကိုယ့် intuition ကိုအဓိကသုံးပြီးတော့ဆုံးဖြတ်ပါကိုယ့်ဓာတ်မိုးကိုသိပြီးတော့ဆုံးဖြတ်ပါကိုယ့်အတွက်ကိုကို focus ထားပြီးတော့ဦးစားပေးပြီးတော့ကိုယ့်ကိုပိုချစ်ပိုချစ်ပြီးတော့မှတစ်ဖက်သူအတွက်ကိုမေတ္တာလေးပြန်ပေးပေါ့နော်ကိုကိုမေတ္တာရင်ထားပြီးတော့မှတစ်ဖက်သူနေရာကနေ ာနာနားလည်းပေးတာတွေတပတ်သူပေါ်မှာမေတ္တာထားတာတွေကိုချင်းစာတာတွေလည်းဝေးပေါ့နော်အဓိကအခုကကိုလေ့လို့မရှိပါနဲ့ကိုရဲ့ intuition ကပြောနေတာတွေကိုလေ့လို့မရှိနေပေါ့နော်နောက်တပတ်သူမှာကအဲ့လိုပေါ့ခုနပြောသလိုတခြားလူရှိတာဖြစ်ဖြစ်ဒါမှမဟုတ်ကိုဖုံးကွယ်ထားတဲ့အရာရှိတာဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေဒါမျိုးတွေရှိမရှိကိုလည်းကိုကိုယ်တိုင်လည်းသိနိုင်နေဆိုတာမျိုးလို့ပြရတယ်ပေါ့နော်အဲ့တော့ ေကြတာကတော့ဒီလူကလေကိုနှစ်သူနဲ့နှစ်ယောက်ကြားမှာကခုနပြောသလိုမျိုးပေါ့နော်သူကိုယ်တိုင်ရဲ့ကြောက်စိတ်တွေအဲမုံဝင်မယဲစိတ်တွေဒါမျိုးတွေရှိနေလို့အော်ဒါလည်းပါတယ်နောက်ဘီလူကြားလူတွေပေါ့နော်ဒါမျိုးတွေအကြောင်းလည်းပါတယ်ဒါကြောင့်မလို့ခန်းစားချက်တွေကိုဖုံးကွယ်ခဲ့တယ်ဆိုတာမျိုးလို့မြင်တယ်ဒါပေမဲ့လည်းကိုယ့်ပေါ်မှာတော့ခုချိန်ထိဆွဲလန်းနေတော့မယ်ဆိုတာမျိုးလို့ကြားတယ်ပေါ့နော် အစောရင်တပတ်သူကကိုကိုလို message မျိုးပေးခြင်းလေပေါ့နော်အခုချိန်မှာကိုပြောခြင်းနေတဲ့စကားပေါ့ I don't want to run anymore ဟိုဒီမှာလဲနိုင်တော့ source နဲ့ပြီးနေတယ်ဒီမှာလဲ runner ကြီးနဲ့အဲ့တော့ဒီလူကလေကိုစီယာနေရှောင်းနေတာကို့အဆက်တမလို့ပဲနေနေတာကို့စီယာနေဝေးဝထွက်သွားတာဒါတွေအကုန်လုံးစိတ်ကုန်နေပြီဆိုတာမျိုးလိုမြင်နေကို့ကို့ကို့နားကိုပြန်လာခြင်းနေပြီကို့နဲ့ပြန်ပြီးတော့နေဆက်ဖို့အတွက်ကိုစူးစားခြင်းနေပြီဆိုတာမျိုးဒီလိုမျိုးကြီးစတိုက်စတိုက်ပြီးနေတိန်ရှောင်းနေရတဲ့ဘဝကြီးကိုလည်းစိတ်ကုန်နေပြီဆိုတာမျိုးလိုမြင်နေပေါ့နော် go. I let my pride get in the way of our connection. လို့ဒီနေ့ Excuse me. နေ့ရောက်ရဲ့ဒီစက်ဆိုင်ရေးမှာဆိုလို့ရှိရင် သူ့ရဲ့မာနာတွေသူ့ရဲ့အတ္တတွေကတော်တော်လေးကိုလောက်မမှုတွေများခဲ့တယ်ပေါ့နော်။မာနာတွေအတ္တတွေကြောင့်သူ့ရဲ့ ego ကြောင့်ပဲဒီစက်ဆိုင်ရေးကအခုလိုမျိုးဖြစ်သွားတယ်ဆိုတာမျိုးလို့မြင်တယ်။နောက်တစ်ခုက ူမဒီကိုနဲ့ပတ်သက်ပြီးခုလိုဖြစ်နေရတယ်သူမတာဝန်ရှိရဲဒါပေမဲ့အဲ့ဒီထက်ပိုပြီးတာဝန်ရှိတာကသူမတခြားကယူဆိုင်ပေးရမယ်အဲလူတွေပေါ့နော်အရာတွေသူမရှိတယ်ပေါ့နော်ဒါက financial ရော emotional ဘိုင်းရောပေါ့နော်ဥစားပေးရမယ်ငွေကြေးရေးပိုင်းရောဒီခံစားချက်ပိုင်းစိတ်စိတ်ပိုင်းဆိုင်ရာရောအစစအရာဥစားပေးပြီးကယူဆိုင်ရမယ်အဲအဲ့လိုအရာတွေလိုတောင်းဝန်တွေသူ့မှာရှိနေရေပေါ့နော်ဒီအတွက်ကြောင့်လဲ ကိုစီရနေပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့တယ်ဆိုတာမျိုးအဲ့တော့ပြောရရင်တော့ဒီလိုအရာတွေကြောင့်သူ့မှာတခြားပေါ့နော်အဲ့လိုမျိုးသတ်မှတ်ထားတဲ့အရာတွေရှိရတဲ့ကြောင့်မလို့ရေနောက်တစ်ခုကကြတော့သူ့ရဲ့မာနလို့ပြောအောင်ပါပေါ့နော်နှစ်ယောက်ကြားကဒီ꽈ချနေတဲ့ဒီအခြေအနေတွေဒါတွေကိုသူ့အနေနဲ့ဘယ်လိုပြောရမလဲကိုယ်နဲ့꽈ချနေတာယူလက်မခံနိုင်ဘူးပေါ့နော်ဒီလိုပုံစံမျိုးနဲ့မတော်နိုင်ဘူးဆိုတော့ဒီဒီအတွေးတွေဒီအရာတွေရှိခဲ့မယ်ပေါ့နော် အာဒီမှာခန်းစားမိရတခုဒီမှာခန်းစားမိတာကဒီအရဆိုလို့ရှင်တော့သူ့ကိုယ်သူယုံကြည်မှုမရှိဘူးလို့လည်းပါတယ်ပေါ့တော့တတိမရှိတာယုံကြည်မှုမရှိရဒါတွေကြောင့်လည်းပြေးခဲ့တယ်ဆိုတာမျိုးလို့ထပ်ပြေးခဲ့တယ်တိမ်ဆောင်ခဲ့တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်တယ် secrets ခုနကလည်း the moon ခုနမြင်လိုက်တယ်ပေါ့နော်အဲ့တော့ကိုယ်ပေါ်မှာတော့ဖုံးကွယ်ထားတာတွေရှိခဲ့တယ်ဒါကိုလည်းကိုယ်လည်းသိလောက်မှာပေါ့နော်ဒါလည်းဝန်ခံနေပေါ့နော်။ဒါဒီ secrets တွေကိုလည်းပဲ ပြောပြချင်တဲ့ပုံစံမျိုးလိုမြင်နေပေါ့နော်သူအနေနဲ့ပြောရသေးတဲ့ဖုံးခွဲထားတဲ့အရာတွေရှိတယ်ပေါ့နော် disagreement တော့သူ့နေရာကနေကိုချင်းစာပြီးတော့နားလေပေးစီခြင်းနဲ့ဆိုတာမျိုးပေါ့နော်သူမဒီလိုအခြေအနေမျိုးတွေရှိခဲ့ရတယ်။ဒါကြောင့်မို့သူဒါမျိုးတွေလောက်ခဲ့ရတယ်။ဒါကြောင့်မို့ကိုယ်ဖုံးကွယ်ခဲ့ရတယ်။ ဒါကြောင့်မလို့ကိုယ့်ပုံမှာတွေးနေဆက်ဆန်းခဲ့တယ်ကိုယ့်ပုံမှာအေးဆက်ခဲ့တယ်ဒါဒါတွေအကုန်လုံးကိုနားလည်ပြီးစီခြင်းနဲ့ဒါတွေကိုသူကအပြစ်လို့မယူဘဲနဲ့သူ့ကိုရမ်းမရှာဘဲနဲ့ပေါ့နော်အာသူပြဿနာမရှာဘဲနဲ့နားလည်ပြီးစီခြင်းနဲ့သူ့နေရာကနေခံစားပြီးတော့နားလည်ပြီးစီခြင်းနဲ့ဆိုတာမျိုးပေါ့နော် I mess up the good things in my life sometimes or သူရဲ့အကျင့်ကိုကဒီလိုပုံစံမျိုးကဒါကျင်သားရနေဆိုတဲ့ပုံစံမျိုးလို့ပြောရမှာပေါ့နော်သူ့အနေနဲ့သူနဲ့ အဲသူ့အတွက်ကိုတကယ်ကိုတာမိုးရှိတဲ့အရာ ကောင်းမွန်တဲ့အရာတွေဆိုလို့ရှိရင်အမြဲတမ်းဖြစ်လို့ဖြစ်စည်းနဲ့ဖြစ်စည်းမိတယ်ဆိုတာမျိုးပေါ့နော်ဖြစ်စည်းမိဒါပေမဲ့အဲ့ဒါရည်ရွယ်ချက်ရှိရှိနဲ့မဟုတ်ဘဲနဲ့သူ့ရဲ့အအကျင့်တစ်ခုလို့ဖြစ်နေတာမျိုးပေါ့နော်ဒါလည်းသူ့ကိုယ်သူလည်းသိတယ်ပေါ့နော်ဒီဒီအကျင့်ကိုလည်းဘယ်လိုပြင်ရမလဲဆိုတာကိုလောဆယ်မှာတော့သူ့ကိုယ်တိုင်လည်းမသိသေးတာမျိုးသူ့ကိုယ်သူလည်းတော်တော်လေးစိတ်ပြတ်နေမိရယ်ဆိုတာမျိုးပေါ့နော်ဒါမျိုးတွေလုံးမိရဲ့အတွက်ကြောင့်မလို့ဒါမှလည်း I haven't given up on us yet နှစ်ယောက် နှစ်ယောက်ခုနလည်းပြောခဲ့တယ်ပေါ့နော်ဒီမှာနှစ်ယောက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ညှင်းလင်းချက်တသေးလေးတော့ရှိနေသေးတယ် I want to tell you the truth secrets and reveal နဲ့ပါတာဆိုတော့နောက်ခုနကပြောခဲ့တဲ့ message ကပါပါပြီပေါ့နော်ကိုကိုသူသူစိတ်ထဲမှာရှိနေတဲ့အတိုင်းပေါ့နော်အမှန်တိုင်းဒါမှမဟုတ်လေဒီနောက်ွယ်ရအကြောင်းရတဲ့အကုန်လုံးကိုလည်းအမှန်တိုင်းဖွင့်ဟပြပြချင်းနေရပေါ့နော်ဒီလိုမျိုးကိုလည်းမြင်ရတယ်ပေါ့အဲဒါကသူပြောခြင်းနဲ့ ကိုပြောခြင်းနဲ့စကားတွေပေါ့နော်အဲ့ဒီ reading ကဒီလောက်ပါပဲရှင်အားလုံးပဲအဆုံးနေကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရောဒီ reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြရများဝေကွာပြီးကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေကောင်းသောလူရင်းစန္ဒမှတ်သမားလည်းပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးလုံးကြကြမာမာနဲ့နေထိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ရှင်